ကြာရှည်ဆွေးမြဲပြီးယောက်ျားပီသားရဲ့မွေးရင်နဲ့ပထမဦးဆုံးအမျိုးသားသော X-Man ခေါင်းလျှော်၏ယောက်ျားပီသားမှုအပြည့်အဝဖော်ညွှန်းပေးတဲ့ X-Man ခေါင်းလျှော်၏ဒီတိုင်းနိုင်ငံရောက်ဒေါန်ဆန်းစွကြည်ကိုဝန်ကြီးချုပ်တီရီစာမေကကြိုဆိုခဲ့ပြီးဗီတိန်နဲ့မြန်မာတို့ကြားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေမြင့်နေမှုဆွေးနွေးခဲ့ကြပါတယ်နိုင်ငံကောင်းဆောင်မျိုးသမီးနှုတ်တွဲဆောင်မှုဟာဗီတိန်နဲ့မြန်မာနိုင်ငံကြားဆက်ဆံရေးပူးပေါင်းလှုပ်ဆောင်ရေးကဏ္ဍတွေကိုမြင့်တင်နိုင်ဖို့အရေးပါတယ်လို့မြန်မာနိုင်ငံမှာဒီမိုကရေစီပေါ်ဆောင်မှု မြို့သားရင်ကြားစီအာတုံမှုလူခွင့်ရေးလေးစားလိုက်နာမှုတွေတိုးတက်လာအောင်ဗြိတိန်ကကူညီနိုင်မှာဖြစ်ကြောင်းအညီချုပ်ယုံတာဝန်ရှိသူတယောက်ကပြောကြားခဲ့ပါတယ်မြမအစိုးရအဖွဲ့ကိုဦးဆောင်နေတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာစက်တင်ဘာ12ရက်ကဗြိတိန်နိုင်ငံသားရေးဝန်ကြီးဘော်ရီဂျွန်ဆန်နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်တောင်ဆန်းစုကြည်ဟာလန်ဒန်ကနေပြန်လည်ထွက်ခွာချိန်မှာအမေရိကန်ကိုသွားရောက်ပြီးအိမ်ယူတော်မှာသမ္မတဘာရက်အိုဘားမားနဲ့တွေ့ဆုံဖို့လည်းစီစဉ်ထားပါတယ်အမေရိကန်ကိုနေ့ရက်ကြာသွားရောက်မဲ့ခီးစဉ်အတော်အတွင်းအမေရိကန်ဆိုရာက မြန်မာနိုင်ငံအပေါ်တတ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကို short ချပေးဖို့လည်းရှိနေတယ်လို့သတင်းတွေထွက်နေပါတယ်။ဒေါန်ဆန်းစုကြည်ဟာလက်ရှိမြန်မာအစိုးရကိုဦးဆောင်ခဲ့ပြီးတဲ့နောက်စီးပွားရေးဖွံ့ဖြိုးမှုနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကဏ္ဍတွေမှာပြည်ပြင်းလောက်အောင်ဟန်ချက်ညီညီစ조사ဆောင်ရွက်နေပါတယ်။ဒေါန်ဆန်းစုကြည်အနေနဲ့နိုင်ငံကောင်းဆောင်ဖြစ်တာဝန်ယူပြီးချိန်မှာကမ္ဘာထိပ်တန်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ကိုလည်းအလဲအပတ်ခီးစဉ်တွားရောက်ခဲ့ပြီးဖြစ်ပါတယ်။